ဟေးယောင်မဆယ်လို ठी ခမစုပ်ကချင်လွတ်လပ်ရေးဖွဲ့ KIO အနေနဲ့တဘာဝတရားစာတာတိုးဖို့ခွင့်ပြုမှုနဲ့ပတ်သက်တဲ့မူဝါဒကိုလူတို့သိအောင်ပွင့်လင်းမြင်သာစွာခြားပြဖို့ကချင်တရားစာတာအရေးဆိုင်ရာအဖွဲ့ဖြစ်တဲ့ကချင် Resource Concern Group KRCG ကပြည်ခရက်မီလာထဲမှာအစီအခံစာထုတ်ပြန်ထားပါတယ် KRCG ရဲ့အဖွဲ့ဝင်ကိုကပြည်ခရက်ဧပြီလအတွင်းမှာ ်ကရင်ဟိုထိန်ချုံနယ်မြေအတွင်းမြေပြင်ကွင်းစင်လေးလာပြည်တဲ့နောက်ဒီဒေသမှာမြေရှားတပ်တူကြားရွှေနယ်အတူတရံစာတတူဖော်ထုတ်လုပ်ရေးလုပ်ငန်းတွေကိုဆက်လက်လုပ်ကိုင်နေတာတွေ့ရှိရတယ်လို့အစိုးရကန်ဆာမှဖော်ပြထားပါတယ်။ကရင်ဟိုအနေနဲ့ဒေသရင်းတရံစာတတနင်္လာပိုင်းတူဖော်သူတွေကိုတော့ပိတ်ပင်ထားတာတွေရှိနေပေမဲ့ကုမ္ပဏီတွေအနေနဲ့လောက်ကွက်တွေမှာဆက်လက်တူဖော်ခွင့်ရနေတာကိုမြင်တွေ့ရတယ်လို့မြေပြင်ကွင်းစင်းလေးလာခဲ့တဲ့ KRCG ရဲ့အဖွဲ့ဝင်တူကအရာဝတီကိုပြောပါရတယ်။ KRCG အဖွဲ့ကတော့ကချင်ဒေသအတွင်းကအရက်ဖက်အဖွဲ့အစည်းတွေ၊ကွန်ရက်တွေ၊ကျေးရွာလူတို့အဖွဲ့အစည်း၊ပညာရှင်၊လေလာသူတွေ၊လူငယ်တွေနဲ့ဒေသခံဌာနမျိုးနွယ်စုတွေပေါင်းစပ်ထားတဲ့အဖွဲ့ဖြစ်ပါတယ်။ပြောမယ်ဆိုရင်အခုတို့တွေ့ခဲ့တာဒါဒီအာကုမ္ပဏီတခုကတော့လုပ်နေတယ်ပေါ့လေနော်။အဲအဲ့ဒါတော့တရုတ်တင်သူတို့ဒေသအခေါ်ပါတော့ဒါဟိုဝါလို့ပြောတာပေါ့နော်။တပတ်ဝါလုပ်ငန်းရှင် ပုံစံမျိုး ဟိုကျွန်တော်တို့ဟိုဖြစ်တယ်ပြီးရင်သူကဟိုဝတ်ဟိုဝတ်ကုမ္ပဏီနဲ့လဲဆက်ဆက်နိုင်တယ်ပြီးရင်ဒါကုမ္ပဏီနာမည်ခံမှာအရှောက်မှာလုပ်တဲ့ပုံစံမျိုးပေါ့နော်ပြီးရင်နောက်တစ်ခုကဒီလုပ်ငန်းရှင်ကိုအစုအဖွဲ့လိုက်အစုအဖွဲ့လိုက်တော့ရှောက်ထားခိုင်းတဲ့ခံမျိုးလုတ်ခိုင်းနေပေါ့နော်လုတ်ခိုင်းတဲ့ခံမှာဟိုဒေတာခံနေကြတော့ဒီအဲသူတို့ကိုရိုက်လိုက်တဲ့ခံမှာရုတ်တရက်ရက်တဲ့ပုံစံမျိုးပဲဟိုသူတို့ တိမ်မီမှာတို့ရမယ်ရရတဲ့ပုံစံမျိုးဒါပေမဲ့တစ်ဖက်မှာကဒေသခံတွေပြောတဲ့အချက်ကတော့သူတို့ကိုရဆုံမှာဘာဖြစ်လဲကုမ္ပဏီကိုဆက်မှာတူခွင့်ပေးတာလဲဆိုတဲ့အနေထားပေါ့နော်ပြီးတော့သူကြံဝဲအကြောင်းပြတာတော့သူကတော့သူတို့ဒီအဲကူထင်းမှာပိတ်ပြီးမှသိဆုံးတဲ့အပိုင်းတွေပေါ့နော်အဲ့ချက်ရကနပြောတဲ့သူတို့ဒီစီစဉ်တကြပြန်မှလုပ်ခွင့်ပြန်ချဖို့ဖြစ်တယ်ဒါပေမဲ့လည်းတစ်ဖက်မှာအာကုမ္ပဏီကိုတော့လုပ်ပိုင်မယ်ပေါ့နော် အဲ့လိုမျိုးဖြစ်တော့ဒေတာခံရမချေမနှံဖြစ်တဲ့အနေအထားဖြစ်ပါတယ်ပေါ့နော်ဒါကတော့ KIO ထိန်းချုပ်ထားတဲ့ပူတာအိုခရိုင်ဆော့လော်မြို့နယ်လမ်းဆယ်ဒေတာအတွင်းကကြောင်းရွှေတူဖော်မှုအခြေအနေနဲ့ပတ်သက်ပြီးတော့ရှင်းပြသွားခဲ့တာဖြစ်ပါတယ် KIO ကလမ်းဆယ်ဒေတာကိုပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာ17ရက်နေ့ကသိမ်းယူခဲ့ပြီးတဲ့နောက်ရွှေမော်တူဖော့ခွင့်နဲ့ပတ်သက်လို့စီမင်းစီကံတွေချမှတ်လုံဆောင်နေတယ်လို့ဆိုကာ 2025ခုနှစ်ဇန်နဝါရီလ2ရက်နေ့မှာစတင်ပြီးတော့ရွှေတူးဖို့ခွင့်ပိတ်ပင်ခဲ့တာဖြစ်ပါတယ်ဒီလိုရွှေတူးခွင့်ပိတ်ပင်လိုက်တဲ့အတွက်လန်ဆယ်ဒေတာအတွက်မှာတနိုင်တပိုင်ရွှေတူးဖော်ရေလောက်ကိုင်းတဲ့ဒေတာခန့်တွေဟာရတ္တိရေအခက်ကြုံခဲ့ကြရတယ်လို့ဒေတာခန့်တွေကပြောပါရယ်။ဒါပေမဲ့ဖေဖော်ဝါရီလအတွက်မှာတော့လန်ဆယ်ဒေတာကဧကထောင်နဲ့ခြေတဲ့ရွှေလောက်ွက်တွေမှာဝါကုမ္ပဏီတွေဖြစ်တဲ့မြန်မာတကောင်ကုမ္ပဏီနဲ့ဟုတ်ပန်းကုမ္ပဏီတို့ကပြန်လည်တူးဖော်လောက်ကိုင်းနေကြပြီဖြစ်တယ်လို့လန်ဆယ်ဒေတာခန့်တွေကပြောပါရယ်။ လန်ဆယ်ဘက်ကအခြေအနေကတော့ထပ်ပြီးမှထူးခြားမှုမရှိသေးဘူးတနိုင်တစ်ပိုင်းတူးတာတွေကပိတ်ထားတော့တချို့ကတော့လည်းခူးတူးကြတာရှိတယ်အောက်ခြေအဆင့်လှုပ်ရှားနေကြတာများတယ်ဖားကန်လည်းထိုနည်းအတိုင်းပဲဖားကန်ဘက်မှာကစစ်ကောင်စီနဲ့ KIU တပိုင်းစီပိုင်ကြတာမျိုးအများစုက KIU ထိန်းထားနိုင်တာစိုက်တောင်တိုက်ပွဲပြီးကြတဲ့ကပဲမူဝါဒလည်းဆွဲပြီးကုံလဲကုံပေါ့ အလားတူပဲ KIO ထင်းချုံနယ်မြေအတွင်းမှာမြေရှားတပ်ထုတူဖို့ရေလောက်ွက်တချို့မှာလည်းဆက်လက်လဲပတ်နေဆဲဖြစ်တယ်လို့ KRCG ရဲ့အစီရင်ခံစာကဖော်ပြပါရယ်မြေရှားတပ်ထုတိုက်တီရှိရာပန်ဝါဒေသမှာမြေရှားတူဖို့ရေလုပ်ငန်းလောက်ွက်အများစုကရပ်ဆိုင်ထားတဲ့အခြေအနေမျိုးရှိပေမဲ့လုံးဝရပ်တန့်သွားတဲ့အခြေအနေမျိုးမဟုတ်ပဲတူဖို့ရေလုပ်ငန်းသုံးကုန်ကျန်းရှိတဲ့လောက်ွက်တချို့မှာဆက်လက်တူဖို့လောက်ကင်နေတာကိုတွေ့ရတယ်လို့အစီရင်ခံစာကဆိုပါရယ် ဒီမြေရှားတက်တူတူဖော်ရင်လောက်ကွက်တချို့မှာအလုံသမားတွေအခွင့်အရေးချိုးဖောက်ခံရတာအမျိုးသမီးလောက်သားတွေအပေါ်မှာလိမ်မိုင်းဆိုင်ရာအမျက်ထုံမှုမူရစေဝါနဲ့လောင်ကစားပြဿနာတွေအပြင်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုတစုံတရာမရှိတဲ့အတွက်ရာသီဥတုပြောင်းလဲခြင်းနဲ့တဘာဝဘေးအန္တရာယ်ဖြစ်ပေါ်နေရတယ်လို့ဆိုပါတယ်ဒါကြောင့် KIO အနေနဲ့မဟာပြူဟာကြတဲ့ဆင်ဆက်မပြတ်ဖွံ့ဖြိုးရေးအကျိုးကိုမျှော်မှန်းတဲ့ မြေရှားတည်ရန်စာတာတူးဖော်ထုတ်လုပ်မှုဆိုင်ရာယင်းနှိမ့်ညွတ်မှုဆိုင်ရာမူဝါဒတွေနဲ့အတူလုံထုံလုံနေတွေကိုအလင်းအမြန်ရေးဆွဲအကောင့်ထဲပေါ်ပို့လိုအပ်ကြောင်းအစင်ခန်းစာကဖော်ပြပါဗျ။ဒီလိုလုပ်ငန်းစဉ်ရေးဆွဲရမှာလေဒေသခံပြည်သူတွေအစိုးရတွေလုပ်ငန်းရှင်တွေအရက်ဖတ်အဖွဲ့အစည်းတွေနဲ့ပညာရှင်တွေပါဝင်ရမယ်လို့ဖော်ပြပါဗျ။ဘူဘူတူးလာတဲ့နေရာလေးရှိတယ်လို့တစ်ဖက်မှာလည်းဒီယာယီခဏ scale down ပေါ့နော် short ချတဲ့ short ချတယ်ဒါပေမဲ့ အရှော့ချတဲ့အခါမှာဟိုစနစ်မကျမှုကြီးပေါ့နော်ဟိုဖြစ်တယ်ဥမာဆိုရင်ရတဲ့အတာနာတဲ့လူနာတာတဲ့လူတာပေါ့နော်အဲတချို့နေရာမှာတော့ကိုများလာတဲ့အခါမှာဟိုဟိုပလိပခတွေဖြစ်ပြန်ပေါ့လေအဲအဲဆိုရှင်တော့ဟိုကျွန်တော်အနေနဲ့အဖြစ်စေချင်တာတော့ဒီ KN ဥမာကအာဒီဘယ်လိုပြောလဲပွင့်လင်းမြင်တာမှုရှိတဲ့ပေါ့နော်ကျွန်တော်ဒီအလုံးလက်လမ်းမြင်နိုင်တဲ့ဒီမူဝါဒအာပေါ့ ဟောရအစပေါ်ရင်တော့ငါဒီလမ်းညွန်ဘောနော်ဒီ is as to be တို့ပြောတော့အဲလမ်းညွန်ချက်ကြီးကိုတို့အာဒါကိုတို့ချင်းတော့ကင်းနေဒီသူတို့ရဲ့ဒီစောင့်ကြည့်လေးလာမှုရမ်းရလေတာအားနေနေလို့မြင်တာပေါ့နော်ဟုတ်တယ်အဲ့ဒါလေးအားနေနေတစ်ဖက်ကအမူအရအဆိုးလို့တို့တို့မထုတ်နိုင်သေးဘူးအဲ့ဒါကိုလည်းကျွန်တော်ပြန်ပြန်ထုတ်ပြတယ်ဒါထုတ်ထုတ်တဲ့အခါမှာလည်းခဏပြောပါဝင်တင်ပါဝင်တိုက်တူကြီးကဆွဲလာမှာပေါ့နော် ဒါအပြင်တရားစာတတူဖို့မှုကနေရရှိတဲ့ဝင်ငွေနဲ့အတက်မွေးဝမ်းကြောင်းဆိုင်ရာပညာရေးဆိုင်ရာနဲ့ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုတွေအပြည့်အဝရရှိစေဖို့ဖန်တီးပေးဖို့လိုအပ်ကြောင်းလဲ KRC ချင်းအစီရင်ခံစာကထောက်ပြထားပါတယ်။ KIO အနေနဲ့ထိန်းချုပ်နယ်မြေအတွင်းတရားစာတတူဖို့မှုတွေနဲ့ပတ်သက်လို့တိုင်ကြားရေး platform တစ်ခုလည်းရှိဖို့လိုအပ်နေပြီဖြစ်တယ်လို့ KRC အဖွဲ့ဝင်ကပြောပါတယ်။ ခရအိုဘက်ကတော့သူတို့အနေနဲ့တရားစာတနဲ့ပတ်သက်လို့ဖြစ်စီတခြားသောအုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်လို့ဖြစ်စီအထူးစီမံကိန်းရွေးဆွဲပြီးမှလှုပ်ဆောင်နေတာဖြစ်တယ်လို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကအေယာဝရီကိုပြောပါရစေ။ဒီလိုလိုတို့ကိုလည်းအာတို့လို့နားလေအောင်လက်ခံနိုင်တဲ့အဖြစ်အဲတို့လို့ကိုလည်းခံစားဖို့ဖြည်းဖြည်းမှဆိုလို့အလုပ်ကဖြစ်ပါလေ။ အာဂလိုလိုစေနဲ့ပိပိမဟိုတီတီချီချီအဲလုံငန်းတေချလာတော့မရှိသေးပါဘူးနော်ဟိုငင်းချတတုတူဖို့တဲ့ဖွဲ့ဒီလဲရှိလို့ရှိပါပဲဒါမဲ့အစ်မချီမှာပေါ်တော့ပြင်းကျဲတော့မရှိသေးပါဘူးအဲလိုပါပဲအဲကြောင့်ပုံကပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ KO အနေနဲ့အဲဘက်ကပြန်ကြတာတူဖို့တဲ့ အဲလုပ်ငန်းတွေအလုံးကိုပြည်သူလူထုကိုချပြပြီးမှပဲအဲစီမံကိန်းရဆိုရင်မှပဲကျွန်တော်တို့လုပ်တာဖြစ်ပါတယ်အဲတချို့နေရာတွေတချို့ရည်ရွယ်ချက်တွေမှာတော့ကျွန်တော်တို့ရဲ့စီမံကိန်းတွေကိုအဲစိတ်ပြတဲ့နေရာကအဲမချားပါလဲဘာမှပါနိုင်တာပေါ့ကျွန်တော်တို့လည်းမပြောဖြစ်တဲ့နေရာလဲအဲဘာမှပါနိုင်တာပေါ့နော်ကျွန်တော်တို့ပြည်နဲ့ရှင်းပြဖို့တော့ဖြစ်ပါတယ်အခုလည်းကျွန်တော် အဲအဲ့ဒီကအဲ့ဒီကတော့တတ်တာပတ်တဲ့လို့အဲဒီလိုတို့နဲ့တိတ်ဆုံတဲ့လူသားတွေလည်းစစ်တပ်ကိုတင်လို့လုပ်နေတာပဲ။တော့ဟုတ်ကဲ့ KIO KIA ဟာခြေဖွေးစော်လော်ပန်ဝါနဲ့ကမ်ပိုက်တီဒေတာတို့ပါဝင်တဲ့အရင်ကချင်းအထူးဒေတာတဲ့လို့ခေါ်ဆိုရနေမြေတကြောကိုပြီးခဲ့တဲ့2024ခုနှစ်နှောင်းပိုင်းမှာအပြစ်သက်သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ခြေဖွေးမျိုးနွယ်နဲ့ပန်ဝါဒေတာကအမေရိကန်ဒေါ်လာဘီလီယံချီတန်မိုးရှိတဲ့ ေရှားတပ်ထုတွေထွက်ရှိရာဒေသဖြစ်ပြီးတော့2024ခုနှစ်မေလအတွင်းမှာထုတ်ပြန်ခဲ့တဲ့ Global Witness အဖွဲ့ရဲ့အစီရင်ခံစာအရ2023ခုနှစ်အတွင်းမြန်မာနိုင်ငံကနေတရုတ်နိုင်ငံကိုမြေရှားတပ်ထုတင်ပို့ရောင်းချမှုအမေရိကန်ဒေါ်လာ1.4ဘီလီယံအထိရှိခဲ့ကြောင်းသိရပါရရှင်။